တာအိုဘားတော်ကြီးကဦးကာရုံရဲ့ဂွေးစီကိုရွှေရောင်ဘောလုံးလေးလိုလှုပ်ထားတာမို့လို့တွေးရနဲ့တီးလိုက်မယ်လို့ပြောနေပြီးတော့ဒီလောက်ရှာနေရတာမတွေ့ဘူးဆိုရင်တရားကောက်သွားပြီလို့ပြောနေပါတယ်။ဂွေးစီတွေမှာအသက်သက်ရှိပြီးတော့မိစ္ဆာတွေကအသက်သက်ကိုရရင်တက်ရှိလောကကိုပြန်လာနိုင်မယ်လို့ယုံကြည်ကြတာမို့လို့လူတွေကိုတိုက်ခိုက်ပြီးတော့အသက်သက်ကိုယူဖို့ကြိုးစားကြတာပါ။ဂွေးစီတွေကိုရှာမတွေ့လဲဂယူမဆိုင်လို့တာအိုဘားတော်ကြီးကပြောနေရမို့လို့ဦးကာရုံကတာအိုဘားတော်ကြီးကိုကြုံနေကြပါပြီ။တာအိုဘားတော်ကြီးကဒီလိုဆက်ဆံခံရတာကိုဘယ်တော့မှမမေ့ဘူးလို့ပြောနေပြီးတော့ဦးကာရုံကအိမ်ကိုပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆယ်ကိုကလည်းအသီးနှက်စရာတွေကိုမေးကြည့်ပေးမယ်လို့ပြောလိုက်ပြီးတော့ဦးကာရုံရဲ့ခံ န္ဓာကိုယ်ရဲ့မှာတာအိုဘွားတို့ရဲ့ပါဝါရရှိသေးရမလို့ခရုစိုက်ပြီးသုံးဖို့တတိပေးလိုက်ပါတယ်။နောက်နေ့မနက်ဦးကာရုံကကြောင်းလာတဲ့အချိန်မှာအာဆဲနဲ့တွဲနေရလာလို့ကြောင်းသားတယောက်ကလာမေးရမလို့မတွဲပါဘူးလို့ဖြေလိုက်တဲ့အချိန်မှာအာဆဲကချစ်စရာလေးမိတ်ဆက်ပေးလို့ပြောနေပါတယ်။ဦးကာရုံကတငယ်ချင်းရပြီဆိုပြီးဝမ်းသာလို့စိုးနေခဲ့ရမလို့အာဆဲကအချောလေးဆိုတာကိုမေးနေခဲ့ပါတယ်။တငယ်ချင်းပေါ့အဲ့လိုစိတ်တွေမထားရဘူးလို့ဦးကာရုံကတွေးနေတဲ့အချိန်မှာအာဆဲကဘသူနဲ့မဆိုဘူးလေဆိုရယ်ကောလာဟာလာတွေကပြင်မာပြန့်နေတယ်လို့ကြောင်းသားကပြောရနေပါတယ်။ဦးကာရုံကဒေါရရဲ့ထွက်လာပြီးတော့အဲ့ဒါဘသူပြောရလဲလို့မေးနေတဲ့အချိန်မှာချိုင်းနာလာလို့ကြောင်းသားကပြောလိုက်တာမလို့ဦးကာရုံက တာအိုဖုန်ကြီးပြောင်းသွားပြီးတော့မိုမိုချင်းကအဲ့လိုမင်းကလေးမဟုတ်တာမလို့မဟုတ်မှတ်တွေရှောင်းမဖြတ်အောင်လို့ပြောနေပါတယ်။ចောင်းသားကလည်းဥကာရောလန့်သွားပြီးတော့သူဖြတ်တာမဟုတ်ပါဘူးလို့ပြောလိုက်တဲ့အချိန်မှာဥကာရောကចောင်းသားကိုတောင်းမယ်လိုက်ပါတယ်။ဥကာရောကစာအုပ်တွေကိုထုတ်လိုက်ပြီးတော့စိတ်ညစ်အောင်လုံးနေတဲ့အချိန်မှာတာအိုဘွားတို့ကြီးအတန်းကိုကြားလိုက်ရပြီးတော့တာအိုဘွားတို့ကြီးကလွယ်ရီထဲမှာလိုက်လာတာပါ။ဥကာရောကခန်းပြင်းကိုပြေးထွက်လာပြီးတော့ចောင်းအောင်မရောက်တာရာစုနှစ်တွေကြာခဲ့ပြီးចောင်းနေရတော်တော်ကောင်းလာပဲလို့တာအိုဘွားတို့ကြီးကပြောနေပါတယ်။ပါပါမရှိတဲ့တာအိုဘွားတို့ကြီးကိုဆဲခိုးကလွတ်ပေးလိုက်တာမို့လို့ចောင်းအောင်လိုက်လာတာပါ။ခန္ဓာကိုယ်တွေကိုတစ်ခါပဲဝင်ခွင့်ပေးပါပါယူပြနဲ့ပြန်ထွက်မယ်လို့တာအိုဘွားတို့ ရာပြောနေမယ်ဂွေးစီးတွေကိုယင်ပြန်ပေးရမယ်လို့ဦးကာရုံကပြောလိုက်ပါတယ်အဲချိန်မှာအာဆဲရောက်လာတာမို့လို့ဦးကာရုံကတာဝါဝါတို့အကြောင်းပြောရတော့မဲ့အချိန်မှာတာဝါဝါတို့ရာလွယ်ကြီးကိုလဲချလိုက်ပြီးတော့ကျိုင်းမော်ရောက်သွားပါတယ်ဦးကာရုံကအာဆဲရချစ်စရာလေးဆိုတဲ့အကြောင်းကိုစဉ်းစားမိသွားပြီးတော့မျက်နှာလေးပူလာမို့လို့အာဆဲရဲ့နားကနေထွက်သွားပါတယ်ဘာလို့ရှောင်သွားလဲလို့မေးလိုက်တဲ့အချိန်မှာဦးကာရုံကဘာပြတ်မဖြစ်ရမို့လို့အာဆဲရစိတ်တို့ပြီးတော့နောက်ကနေလိုက်လာပါပြီတာဝါဝါတို့ရာလည်းចောင်းသားဘွားကိုပထမဆုံးချိန်ခံစားလိုက်အောင်မယ်လို့ပြောလိုက်ပြီးတော့လွယ်ထဲကထွက်လာပါတယ်ចောင်းထဲမှာအာဆဲမကောင်းတဲ့ရင်းတွေကပြန့်နေပြီးတော့ဗဇက်သေးနဲ့កောင်းနေတဲ့ဦးကာရုံကရင်ဖြစ်ခဲ့ ဲ့လို့တငယ်ချင်းတွေကအာဆဲကိုပြောရနေပါတယ်အဲ့ဒါဆိုရင်အိုကာရောကဘာလို့ရှောင်နေရလဲလို့အာဆဲကစဉ်းစားမရဖြစ်နေပါတယ်ဒီဆိုလီရဲ့နာမည်ကအိုင်ရာလို့ခေါ်ပါတယ်အိုင်ရာဟာအရင်ချောပြီးတော့လူတကာပေါ်ယူဆက်ဆက်နာမလို့အားလုံးကသူ့ပေးရဲ့ခွန်အားတွေနဲ့နေရက်တွေကိုဖျက်ဆီးနေရလို့ထင်နေပါတယ်ဒါပေမဲ့အိုင်ရာလို့ချောလာလေးမှာစိတ်နစ်စရာတွေရှိနေပါတယ်အာဆဲမကောင်းတဲ့တင်းတွေကိုဖျန်းခဲ့တာအိုင်ရာဖြစ်ပြီးတော့လူတွေကအာဆဲပုံစံစစ်မှန်အောင်မသိကြဘူးလို့တွေးနေပါတယ်အိုင်ရာဟာအာဆဲဘာဘာကိုတွေးလိုက်ရပြီးတော့အာဆဲကိုမကောင်းဆိုတာတောင်းဝန်ပါရဲ့နဲ့ဆိုလို့ထင်နေရပါအိုင်ရာဟာအရင်ချစ်စရာကောင်းတာမလို့မိစ္ဆာ တွေကိုနိုင်နေမို့ကောင်းရင်ဘဝရွေးချယ်ခဲ့တာဖြစ်ပြီးတော့တက်တေရတော့ကောင်းရင်ဘဝကြာလာရွှေအောင်လုံးလေးပါတကယ်တော့ဒါဥကာရွဲ့ဂွေးစီဖြစ်ပါတယ်ရွှေအောင်လုံးလေးရဲ့ပါပါကိုသုံးပြီးတော့အာဆဲလိုမိစားတွေကိုနိုင်နေရမယ်လို့အိုင်ရာတွေးနေပါတယ်တကယ်တော့ဥကာရွဲ့ဂွေးစီကတာအဝါတို့ရဲ့စီကနေအိုင်ရာရဲ့ခေါင်းပေါ်ကိုကြာလာခဲ့တာပါအိုင်ရာလည်းဘာလီလဲဆိုပြီးတော့ကောက်ကြည့်လိုက်တဲ့အချိန်မှာနေရာဆွဲမိစားကြီးတေဝါတဲ့အချိန်နဲ့တွတ်တိုးပါတယ်အိုင်ရာရွှေအောင်လုံးလေးကိုကာလာဘီရဲ့နောက်မှာတစ်ခါမှမမြင်ဘူးပဲမြင်ကွင်းလေးကိုမြင်လိုက်ရတာမို့လို့ကောင်းရင်ဘဝရွေးချယ်ရလို့ထင်နေပါတယ်အိုင်ရာစဉ်းစားနေတဲ့အချိန်မှာတကယ်ချင်းနေရောက်လာပြီးတော့အိုင်ရာယူခိုင်းထားတဲ့ကျန်းစာအုပ်နဲ့လ ဝကတိုင်နေပါလာပါတယ်။ဒါပေမဲ့လဝကတိုင်ကြီးကစီကြီးစော်နေနန်းနေပါတယ်။ဒီအားတွေကိုသုံးပြီးတော့အာဆဲကိုနေနေရမယ်လို့အာရာပြောနေတဲ့အချိန်မှာတငယ်ချင်းတွေကနားမလည်နိုင်ပဲဖြစ်နေပါတယ်။အာဆဲမှာမိစ္ဆာပေါင်းပါတယောက်ရှိပြီးတော့အနီရောဝှုဆောင်တဲ့မိမာကြီးလို့ပြောနေပေမဲ့တငယ်ချင်းတွေကဘာအောင်မှမမြင်ရပါဘူး။မိစ္ဆာမကြီးတွေ့သွားလိမ့်မယ်ပုံနေကြလို့အာရာကပြောလိုက်တဲ့အချိန်မှာကောင်လေးရောက်လာမှလို့လဝကတိုင်ကြီးကိုတငယ်ချင်းကိုပေးလိုက်ပြီးတော့အာရာကကောင်လေးနဲ့ကျူးနေပါတယ်။ကြောင်စင်းတဲ့အချိန်မှာမိုးမိုးအာဆဲကိုဖြိုးကြမယ်လို့အာရာလမ်းအခြေအနေနဲ့တငယ်ချင်းတွေကိုပြောလိုက်ပြီးတော့တာဝါတော်ကြီးအားလုံးကြားလိုက်ရပါတယ်။အာဆဲတို့ကခေါင်းပေါ်ရောက်နေကြပြီးတော့ ော့ဘာလို့သူ့ကိုမကြည့်ရလဲလို့အိုကာရုံကိုမေးလိုက်တဲ့အချိန်မှာတာအိုဘားတို့ရေစောင့်ကြည့်နေရလို့အိုကာရုံကဖြေလိုက်ပါတယ်။တာအိုဘားတို့ကြီးကအာဆဲတို့ရှုံးခဲ့တာမလို့သူတို့စကားကိုနားထောင်ရမယ်လို့ပြောနေတဲ့အချိန်မှာတာအိုဘားတို့ကြီးကတင်းနေပါပြီ။တကယ်တော့တာအိုဘားတို့ကြီးကအเจ้าကိုလိုက်လာပြီးတော့အလီလိုက်နေရမဟုတ်ဘဲနဲ့အိုကာရုံရဲ့ဂွေးစီတွေကိုလိုက်ရှာနေတာဖြစ်ပြီးဂွေးစီတလုံးကထူးဆန်းတဲ့မိမစီမာလို့ပြောနေပါတယ်။အိုကာရုံကလည်းဂွေးစီကိုကောက်ရတာမိစ္ဆာမဟုတ်ဘဲနဲ့လူသားတယောက်လို့ထင်နေပါတယ်။ဒါပေမဲ့ကောက်ရတာလူသားတယောက်ဆိုရင်သူတို့ရဲ့စိတ်ဆွမ်းအားတွေကနိုးထလာမှာဖြစ်ပြီးတော့မိစ္ဆာတွေကိုလည်းမြင်ရမှာပါ။အပြန်အလှန်အနေနဲ့မိစ္ဆာတွေရဲ့တိုက်ခိုက်ခြင်းတော့ခံရနိုင်ပါတယ်။ အဲ့ဒါဆိုရင်ကောက်ရတာဘာတူလဲလို့အာဆဲကမေးလိုက်တဲ့အချိန်မှာနာမည်မသိဘူးကြောင်းစင်းရင်ပြရမယ်လို့တာဝဘွားတို့ကြီးကပြောလိုက်ပါတယ်အိုင်ရာရွှေရလုံးကြီးကိုကင်နေပြီးတော့မုံမအာဆဲနဲ့အပေါင်းပါမိစ္ဆာကိုတစ်ချိန်ထဲမှာတိုက်ခိုက်နိုင်မှာမလားလို့တွေးပူနေပါတယ်အဲ့ချိန်မှာအနီရဝတ်စုံနဲ့မိစ္ဆာမကြီးကတဖြည်းဖြည်းနဲ့နီးလာနေပါပြီအဲ့လိုနဲ့ကြောင်းစင်းသွားပြီးတော့အာဆဲတို့ကဂွေးစည်းတွေကိုလိုက်ရှာတော့မယ့်အချိန်မှာအိုင်ရာရောက်လာပြီးတော့မုံမအာဆဲနဲ့နှစ်ယောက်တည်းစကားပြောချင်တယ်လို့ပြောနေပါတယ်အာဆဲကမအားသေးဘူးဆိုပြီးအိုင်ရာကိုညင်လိုက်ပြီးမယ်အိုင်ရာကမကြပါဘူးလို့ပြောနေပါတယ်အာဆဲကလည်းဇလုံးနဲ့ထူးခဲ့တဲ့စော်လီမန်မှတ်မိသွားပြီးတော့တီများတီသွားလာဇလန်းနဲ့မရှိချင်တာမို့လို့ဥက ါရုံအရင်ရှာနေလို့ပြောပြီးတော့အိုင်ဝါနဲ့လိုက်သွားလိုက်ပါတယ်။ဥကာရုံကလည်းတယောက်တည်းဆိုရင်ရှာတွေ့မယ်မထင်ဘူးလို့တွေးနေတဲ့အချိန်မှာတာဝါဘာတို့ရအက်တယောက်ပဲလို့ပြောလိုက်ပါတယ်။ဒီနေရာကိုဘာလို့ခေါ်လာလဲလို့အာဆဲကအိုင်ရောင်မေးလိုက်တဲ့အချိန်မှာတငယ်ချင်းတယောက်ကပေါ်လာပြီးတော့အာဆဲကိုဆွဲလဲလိုက်ပါတယ်။အာဆဲရဲ့လက်ကိုချုပ်လိုက်ပြီးရဲ့နောက်မှာတေဆန်းမိစာမှာဆိုပြီးတော့အိုင်ရာစီးစုံနေတဲ့လဝကတ်တိုင်နဲ့အာဆဲကိုကတ်နေပါတယ်။အာဆဲကလည်းစိတ်တွေတူလာတာမလို့တငယ်ချင်းတယောက်ကိုလွတ်ပစ်လိုက်တဲ့အချိန်မှာဒီတော့နဲ့မရသေးဘူးလားရွှေအောင်ဘောလုံးကိုတော့ဖြစ်တော့မယ်လို့အိုင်ရာကပြောလိုက်ပြီးတော့ဥကာရုံရဲ့ဂွေးစီနဲ့အာဆဲရဲ့ပါးကြီးကိုကတ်ပလိုက်ပါတယ်။ရွှေအောင်ဘောလုံးကအာဆဲလိုမိစာတွေကိုန ိန်နေမှုတော့ကောင်းဝင်ဘဝပေးတဲ့လက်ဆောင်လို့ IRA ပြောနေတဲ့အချိန်မှာအဲ့ဒါအိုကာရိုရဲ့မိသားစုအမွေလို့အာဆဲကပြန်ပြောလိုက်ပါတယ်ဒါပေမဲ့ IRA အာဆဲပြောတာကိုနားမထောင်ဘဲနဲ့အာဆဲကိုဂွေးစီနဲ့စက္ကန့်နေပါတယ်အဲ့ချိန်မှာအိုကာရိုရောက်လာတာမို့လို့ဂွေးစီကိုဒီတယောက်ကောက်သွားလို့အာဆဲကပြောလိုက်တဲ့အချိန်မှာနင်းနှုံးတစ်ယောက်ကတဖွဲ့လာလို့ IRA ကမေးနေပါတယ်ဒါကြတော့တာဝါဝါတော်ကြီးပြောရဲထူးဆန်းတဲ့မိမဆိုတာအနီအောင်ဝှဆောင်တဲ့မိစ္ဆာမာကြီးကိုပြောရပါမိစ္ဆာမာကြီးက IRA ကိုခြိထားပြီးတော့ငငယ်တော့ကခေါ်ခဲ့တယ်လို့အမေလို့ထက်ခေါ်ပါအောင်သမီးလေးလို့ပြောနေပါတယ်အိုကာရိုက IRA ကိုကယ်ဖို့အတွက်တာဝါဖုန်ပြောင်းပြီးတော့ဝင်ကြုံလိုက်မယ်မိစ္ဆာမာကြီးကရှောင်လိုက်ပါတယ်မ နေရမှာမိစ္ဆာလာလို့အိုင်ရာမင်းနေချိန်မှာဥကာရောအိမ်ပြန်ချင်တယ်လို့ပြောနေပါတယ်ဥကာရောလည်းမိစ္ဆာမကြီးကိုတတ်ခိုင်းရမယ်မိစ္ဆာမကြီးကပူချမ်းနေပြီးတော့ဥကာရောဗဇက်ကြီးတဲ့ထည့်ပြီးတော့မျိုးချပလိုက်ပါတယ်အာယာဆဲကဥကာရောဆွဲလိုက်ပြီးမယ်မိစ္ဆာမကြီးကအကားတစ်ပေါက်နဲ့အာဆဲကိုကျုံးလိုက်ပါတယ်မိစ္ဆာမကြီးကဥကာရောမျိုးချလိုက်ပြီးတော့အိုင်ရာလေးကသူ့ကိုမြင်နိုင်ဖို့အတွက်ဆယ်နှစ်တောင်စောင့်ခဲ့ရလို့ပြောနေပါတယ်မိစ္ဆာမကြီးကအိုင်ရာကိုအရင်ချစ်တဲ့အကြောင်းတွေပြောနေပြီးတော့ငငယ်တော့အမေလို့ခေါ်ရတယ်လို့ထက်ခေါ်ရေးပါလို့အိုင်ရာကိုပြောနေပါတယ်အာယာဆဲကထလာပြီးတော့ဥကာရောပြန်ပေးလို့ပြောနေတဲ့အချိန်မှာနင်းတဲ့ဒီမိစ္ဆာမကြီးကရံဘက်တီလာအဲ့ဒါဆိုရင်အတူတူတိုက်ခိုက်ကြမယ် ီလို့အိုင်ရာကပြောနေရမလို့အာဆေးကစိတ်တွေညစ်နေပါပြီတာဝဘွားတို့ရဲ့လွေတွေကထွက်လိုက်တာမလို့အစားမခံလိုက်ရပါဘူးအာဆေးရဲ့တငယ်ချင်းဖုန်းကိုခိုးလာပြီးတော့တာဝဘွားတို့ရဲ့ Google တွေခေါက်နေပါတယ်မိစ္ဆာမကြီးရဲ့နာမည်က Acrobatic Sakhi ပါကိုတန်းကမိစ္ဆာဖြစ်ပြီးတော့တခြားမိစ္ဆာတွေရဲ့နာမည်ကိုမသိဘူးလားလို့အာဆေးကမေးနေရမလို့တာဝဘွားတို့ကအဆင့်နှိမ့်နေကိုမသိဘူးလို့ပြောလိုက်ပါတယ်အဲဒီမှာအိုင်ရာကငါနေလို့လို့မိစ္ဆာတွေကိုနေနေမဲ့လူလို့ပြောလာပြီးတော့မိစ္ဆာမကြီးကအိုင်ရာကိုပါစားလိုက်တာမလို့ဘာလို့အကုန်လုံးစားပြနေရလဲလို့အာဆေးကမေးလိုက်ပါတယ်အိုင်ရာဒီလိုအရင်ဆိုင်ဖြစ်သွားအာဆေးကြောင့်လို့ပြောလိုက်ပြီးတော့မိစ္ဆာမကြီးကအာဆေးကိုကြုံတော့မှာပါအာဆေးက လက်ကိုချုပ်ထားတာကိုဖြီးကားရမယ်သူ့ဘာဝတွေကိုယူသွားတာမလို့မဖြီးပေးဘူးလို့တာဝဘွားတော်ကြီးကပြောနေပါတယ်အဲ့လိုနဲ့အာဆဲကမိစမာကြီးရဲ့စပင်နဲ့ဖမ်းတာကိုခံလိုက်ရပြီးတော့အကျုံးခံလိုက်ရပါတယ်အမေဆိုရဲ့ခေါ်ကအာရအတွက်ထူးသီးဆန်းဖြစ်နေမယ်အာဆဲကအမေလို့ခေါ်ရင်ခွင်းလို့ပေးမယ်လို့ပြောနေတဲ့အချိန်မှာအာဆဲကကောင်မာကြီးလို့ခေါ်လိုက်တာမလို့မိစမာကြီးကအာဆဲကိုပါစားပလိုက်ပါတယ်အဲ့ချိန်မှာတာဝဘွားတော်ကြီးရောက်လာပြီးတော့ဦးကောင်အောင်နဲ့အာဆဲကိုပြန်ပေးလို့ပြောနေပါတယ်တာဝဘွားတော်ကြီးကကံကောင်းစီရဲ့ကြောင်လေးတဲ့ကိုရောက်နေရမလို့ကောင်းတဲ့ကံရင်ရောက်လာတော့မယ်လို့ပြောနေတဲ့အချိန်မှာမိစမာကြီးကမီးတောင်သွားပါတယ်အာရရဲ့လဝကတန်ကတကယ်တော့မီးကြီးကြီးပါမိစမာကြီးကအာ ာဆဲကိုစားလိုက်တဲ့အချိန်မှာသူ့စပင်တွေကိုပါစားမိသွားပါတယ်အာဆဲကအဲ့မီးချစ်ကိုယူလိုက်ပြီးတော့မိစ္ဆာမကြီးရဲ့စပင်တွေကိုထဲကနေမီးရှို့လိုက်တာပါအဲ့လိုနဲ့မိစ္ဆာမကြီးကအိုကောင်တို့တောင်းအောင်ကိုအန်ထုတ်လိုက်တာမို့လို့တောင်းအောင်လောကပြန်ထွက်လာကြပါတယ်အဲ့တော့ကယ်ပြီးသွားတာမို့လို့အိုကောင်နဲ့အာဆဲတို့ကမိစ္ဆာမကြီးကိုပြန်ကြုံကြတော့မှာပါအဲ့လိုနဲ့ဒန်တာတန် episode 6ကတော့ဒီမှာပဲပြီးသွားပါတယ်နောက်ထပ်လာမယ့် episode မှာတော့အိုင်ရာကတည်သွားပါပြီတည်သွားတဲ့အိုင်ရာကိုအသက်ပြန်ရှင်အောင်လုပ်ရင်းနဲ့ Acrobatic Circle ရဲ့ဝန်ထဲကြောင်နဲ့အတိတ်ဆိုးကြီးကိုပါတွေ့ရမှာပါကျေးဇူးအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်